အနုပညာညီကောင်မောင်နှမတွေစုံလင်စွာတက်ရောက်ပေးခဲ့ကြတဲ့တရုတ်ဆောင်ပိုင်းတကောနဲ့မလင်းမြဖူးတို့ရဲ့ဆူလျားရစ်ပတ်ထင်းများမင်္ဂလာအခမ်းပွဲမင်္ဂလာပါပရိသတ်ကြီးရှင်မော်ရယ်တယောက်လည်းဖြစ်သလိုနိုင်ငံကျော်တရုတ်ဆောင်တယောက်လည်းဖြစ်တဲ့တရုတ်ဆောင်ပိုင်းတကောနဲ့မလင်းမြဖူးတို့ရဲ့ဆူလျားရစ်ပတ်ထင်းများမင်္ဂလာလက်ထပ်ပွဲကိုတော့ဒီကနေ့ဇွန်လ14ရက်နေ့မနက်ပိုင်းကခန်းနာကြီးကျယ်စွာနဲ့ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ် ပြောဆောင်ပိုင်းတကွန်ကတော့ချစ်သူလေးမလင်းမြဖူးကိုချစ်သူတက်တန်းလေးနေကျော်မှာလက်ထက်ခွင့်တောင်းခဲ့ပြီးခခန်းနာနာလက်ထက်ယူခဲ့တာလည်းဖြစ်ပါတယ်။ပြောဆောင်ပိုင်းတကွန်နဲ့မလင်းမြဖူးတို့ရဲ့မိင်္ဂလာအခမ်းပွဲလေးမှာတော့တတိုးသားအရှင်တွေအနေနဲ့တရုတ်ဆောင်အေဂျင့်မောင်တရုတ်ဆောင်အောင်ရဲလင်တရုတ်ဆောင်အလင်းရောင်နဲ့တရုတ်ဆောင်တေဇလင်းရောင်တို့ကပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါအပြင်အနုပညာညီကောင်မောင်နှမတွေဖြစ်ကြတဲ့တရုတ်ဆောင်ဝမ်မုံရွှေကြီးတရုတ်ဆောင်ဖွေဖွေတရုတ်ဆောင်ခိုင်တင်းကြီးနဲ့အတူ တရုတ်ဆောင်ဆုမြတ်သူဆောင်စန္ဒီမြင့်လွင်နဲ့တရုတ်ဆောင်မိသားစုတို့ကလည်းဂုံယူစွာနဲ့တက်ရောက်ချီးမြှင့်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ချစ်သူလေးအပေါ်မှာလေးနှစ်ကျော်ကြာတက်ဆာရှိရှိလက်တွေ့ခဲ့ပြီးတော့အသက်28နှစ်ပြည့်ရင်လက်ထက်ခွင့်တောင်းပါမယ်ဆိုတဲ့ကတိအတိုင်းမလင်းမြဖူးကိုတက်ဆာရှိတဲ့အမျိုးသားတယောက်အနေနဲ့လက်ထက်ခွင့်တောင်းခဲ့ပြီးအခုလိုခန်းသားကြီးကျယ်တဲ့မင်္ဂလာအခမ်းပွဲကြီးကျင်းပခဲ့ကောင်ဇနီးလောင်းလေးမလင်းမြဖူးအပေါ်မှာဘလောက်ထိချစ်မြတ်နိုးကြောင်းသူ့ရဲ့ချစ်ခြင်းမြတ်တာတွေကိုပြသသွားခဲ့တာလည်းဖြစ်ပါတယ်။